UAB. u with you on your journey of life. သူဖန်တီးနေတာကစက်ကူပပူရုပ်တွေပါနိုင်ငံတကာ စက်ကူစက်ရုပ် paper machine လို့ခေါ်ပါတယ်မြန်မာနိုင်ငံကဖန်တီးသူပကြီပန်းကြီးကတော့ဒီဖန်တီးမှုတွေကိုစွန့်ပစ်ပစ္စည်းတွေကနေဖန်တီးထားတာပါရင်ကျင်းမှုတက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီးအိမ်မှာကလေးငယ်တွေကိုပကြီဖွင့်လှစ်တင် जा ပေးနေတဲ့သူကသူ့တင်နန်းသားတွေရဲ့အချိုရည်ဘူးကွန်တွေပဲနို့ဘူးကွန်တွေကိုလွှင့်ပစ်မဲ့အစားအမိုက်လဲတိမ့်မိသားဖြစ်တယ်လို့ကစားစရာတခုခုလဲလက်ဆောင်ပေးခြင်းနဲ့စိတ်နဲ့စက်ကူအပိုင်းစာတွေကိုတွဲဆက်ပုံဖော်ရင်း အခုလိုစက်ကူပပူတွေဖန်တီးမိတဲ့အထိဖြစ်လာတာလို့ပြောကြခဲ့တာပါစက်ကူပပူရုပ်လေးတွေရဲ့အကျန်းထည်ဖန်တီးမှုဖြစ်တဲ့သွန်းနှန်းကျိုးနဲ့ပုံချမ်းဖော်တာကို သူကပြုလုပ်ပေးပြီးတင်နန်းသားတွေကတင်းစားစက်ကူဖြစ်ရှက်စက်ကူနဲ့အချော့သက်ကော့ကက်တာတွေကိုသူ့တင်တန်းမှာဝိုင်းဝန်းပြုလုပ်ကြတာပါဒါအဲ့ကလေးတွေကိုတင်ရင်းနဲ့ပဲတင်ရင်းနဲ့ပဲအရင်ဆုံးတော့ဒီဒီရုပ်လေးတွေပါနော်ဟုတ်ဒီရုပ်လေးတိုင်းကိုရီးယားလူတွေအဲ့လိုတွေ ထပ်ဆိုရမမိညာလေးတွေဟဲ့လေလုပ်ပြန်တယ်သူတို့ဒါလေးလုပ်ပြန်ရင်အများကြီးအိတ်တစ်ခေါက်ကဒီနှစ်ပေါ်အများကြီးចောင်းသား50 60ရှိရောအဲ့တော့အများကြီးလုပ်ပြန်ဟိုကအဲ့လိုအဝတ်လေးတစ်ခုဖန်တီးခြင်းလားစိတ်ကြရတယ်အဲ့လိုဖန်တီးခြင်းလားအဲ့လားလေဒီလိုမျိုးဒါကြီးကိုအဲ့လိုလုပ်ဖြစ်ဒီလိုလေးဆိုရင်လည်းအဲ့လိုလေးအဝတ်ဒီမှာဆန်တော့မှာလေဆိုတော့ သူ့နဲ့တွေ့တော့သူသူကြည့်ရမယ်ဖတ်ပြီးသားဂျာနယ်ရောနော်ဖတ်ပါလို့တော့ပြီးတော့သူတို့ဖြစ်တယ်လာမယ့်စက်တင်ဘာလမှာပြုတ်လုံးမဲ့ပကြီးပြပွဲမှာလဲပကြီးကားတဲ့ကစက်ကောင်ပုံရိပ်တွေကိုစက္ကူပပူရုပ်တွေနဲ့ပါ installation ပြုလုပ်ပြီးတွဲဖက်ပြသနိုင်မှုပြင်ဆင်နေတယ်လို့သိရပါဗျ။ဟုတ်ကဲ့။ဒါကအဲဒီကလေးဆိုရင်ကျွန်တော်ရဲ့ပစ္စည်းကားတော့မှရှိတဲ့ရုပ်ကောင်တွေအခု လုပ်နေတဲ့တော်တော်များများကျောင်းစင်းမီရဲကပကြီနဲ့အသက်မွေးမှုကလွှဲရင်ကျန်တဲ့အလုံမလုပ်ဘူးလို့ခေါင်းမမာနဲ့စ조사ခဲ့တဲ့သူကလက်ရှိမြမပကြီလောကအကြောင်းကိုလည်းခုလိုပြောပါဗျ။ဟုတ်ဟုတ်တယ်။တကယ်ဟိုအဲ့ဒါနိုင်ငံတနိုင်ငံနဲ့လည်းဆိုင်ပါဘောနော်။နိုင်ငံတနိုင်ငံအမှုပညာကိုဘလောက်ဘလောက်ဟုတ်တယ်။နောက်ပြီးတော့ဒီနိုင်ငံကဟိုစိတ်ကြမှာအဲ့ဒါပြောရမယ်။နိုင်ငံရေးအခြေအနေနဲ့လည်းဆိုင်ပါဘောအဲ့ဒါ။ဟို ဒီအမှုပညာက နိုင်ငံတနိုင်ငံကဘယ်လိုပြောရမလဲဟိုဖပကအစဉ်ပြေနေမှာအမှုပညာပဲလဲရတယ်အဲအမှုပညာကမာရီကနိုင်ငံအစဉ်မပြေဘူးဆိုရင်အမှုပညာကမှာပုံပြီးတော့ဒုက္ခခံရတယ်သူတို့တက္ကသိုလ်ကျောင်းဆင်းတွေအတွက်အရင်ကတော့အလုတ်အကင်ဆိုတာရှားပါခဲ့တယ်ဒီနောက်ပိုင်းမှာတော့ပုဂ္ဂလိကကျောင်းတွေဖွင့်လာပြီးပကြီးတင်ကြရေးအတွက်ပကြီးကျောင်းဆင်းတွေခံကြလို့အတော်လေးအဆင်ပြေလာပြီလို့ဆိုပါရစေ။